မနေ့ပိုင်းဘလောက်ပဲအလုရှုပ်ရှုပ်အလုမသွားခင်အဲ့ဒါနမောတသလေးရုပ်ပြီးလို့ရှိရင်တရဏဂုံလေးစောက်တည်လိုက်ဘုရားတရဏံကိဆိုင်ဓမ္မံတရဏံကိဆိုင်တန်ခါတရဏံကိဆိုင်တေမဖုံးကြီးပင့်တာစိတ်မချရတော့မတည်ခင်နဲ့ကိုယ့်ကိုတရဏဂုံတင်ထားလိုက်ပြီးတာဆိုတော့အဲ့ဒါဆိုရင်ကုသိုလ်ကဖြစ်နေတယ်ဘုရားလည်းရှိခိုးပြီးတဲ့နမောတသလေးနဲ့တရဏဂုံလေးလည်းစောက်တည်ထားပြီးတယ်ဘုရားတော်တော်ကြီးလည်းကတ်တယ်အချိန်လေးရရင်သွားရင်လာရင်တဲ့တချင်းလေးနားထောင်မဲ့အစားအော် ်ဤရဤဒေတာဤဝင်းကျင်မှာရှိတဲ့ကိုယ်လုပ်ငန်းခွင်ပဲဖြစ်ဖြစ်ကိုယ်နေရာပဲဖြစ်ဖြစ်အလုပ်သွားမစဉ်စစ်တရအာယုံပြီးပြီးလုပ်ငန်းခွင်နဲ့ဝင်လိုက်တာလေဤရဤဒေတာဤဝင်းကျင်မှာရှိတဲ့ပုဂ္ဂိုလ်တ attva အားလုံးမြင်မမြင်ပုဂ္ဂိုလ်အပေါင်းကျွန်တော်နဲ့ပတ်သက်ဆက်နွယ်ရှိရကုန်သောပုဂ္ဂိုလ်အပေါင်းတို့ဘေးရန်ကင်းပါစေကိုစီရဲ့ခြင်းစေစီရဲ့ခြင်းကင်းပါစေချမ်းသာစွာမိမိခန္ဓာဝင်ကိုရွတ်ဆောင်နိုင်ပါစေဒါလေးတွေမေတ္တာလေးနဲ့ပို့တတ်တဲ့အကျင့်လေးနဲ့ဝင်သွားရင်မေတ္တာတရားနဲ့ဝင်သွားတော့လုပ်ငန်းခွင်မှာလည်းအဆင်ပြေတယ် ရမလို့ဩဒါလေးကကုသိုလ်စိတ်ကလေးဖြစ်တဲ့အတွက်ကြောင့်ကုသိုလ်ရှိရှိအကျိုးရှိနေဖို့စင်ကို့ဘာသာကိုစိတ်ထားလေးပြင်ပြီးတော့ကောင်းတဲ့စိတ်ကလေးမွေးလာလို့ရှင်ရင်အကျိုးရှိတဲ့ဘဝနေနေဖြစ်တာပဲတဲ့ဘုရားရှင်ကလေမနေ့တိုင်းအဲ့လိုလေးလို့ညအေယာဝင်ကနေလည်းဘလောက်ပဲပင်မပင်မဘုရားဥတုံးရှင်လောက်တော့နမောတတလေးချစ်ခိုးဥဒုံရှင်လောက်ချတရဏဂုံလေးတင်မေတ္တာလေးကုနာတစ်ချက်နှစ်ချက်လောက်ပို့ပြီးအဲ့လိုဝင်သွားရင်လည်းပဲအေယာဝင်ခံဒီကုသိုလ်နဲ့ဝင်တာပဲ မနဲ့အိယာထညာအိယာဝဲကုသိုလ်လေးနဲ့ဖွင့်ပြီးတော့နေတဲ့အချိန်ဟာကိုယ့်အတွက်အကျိုးရှိတဲ့ဘဝနေနည်းပဲဆိုတော့လောကလူသားတွေအတွက်ဘုရားရှင်ကိုယ်တော်မြတ်ကြီးမမေ့တော်မူတဲ့ဘဝနေနည်းအပြစ်ခင်းအောင်နေနံပါတ်၁အပြစ်ခင်းအောင်နေဖို့ဆိုရင်အာဟုသူရှောင်းပါအကျိုးရှိအောင်နေဒုတိယအကျိုးရှိအောင်နေဖို့ဆိုရင်ကုသိုလ်ရအောင်နေပါတတိယဘဝနေနည်းအသိအရေးကြီးစိတ်ချမ်းသာအောင်နေပါ